အဲကျွန်တော်တို့ဂိမ်းမာတွေကမိုဘိုင်းလေဂျင်နယ်မှာဆိုရင် rank ကိုအသေးအတန် rank တင်ကြရပါတော့အဲ့လို rank တင်တယ်လို့မျိုးကျွန်တော်တို့အပြင်လက်တွေ့ဘဝမှာ rank တင်ကြည့်မယ်ဆိုရင်ကျွန်တော်တို့ဘဝတွေကတိုးတက်ပြောင်းလဲမှာအမှန်ကန်ပဲဗျာအဲဒီဗီဒီယိုမှာတော့ကျွန်တော်တို့အပြင်လက်တွေ့ဘဝမှာဘယ်လို rank တင်ရမလဲဆိုတော့ကျွန်တော်ပြပြပေးသွားမှာဖြစ်ပါတယ်အဲဒါကြောင့်မလို့ဒီဗီဒီယိုက brother တို့အတွက်အကျိုးရှိတယ်မယ့်ဗီဒီယိုတစ်ပုဒ်လို့အရင်ဆုံးပြောချင်ပါတယ်အဲဒါကြောင့်မလို့ဗီဒီယိုလေးကိုစောင့်အောင်ကြည့်ဖို့မေတ္တာရက်ခံကြပါတယ် ကျွန်တော်တို့ဒီ mobile ညံထဲမှာဆိုရင်များကျွန်တော်တို့ကဒီ RAM ကိုအသေးအံတင်ကြရပေါ့နော်ကျွန်တော်ဆိုလည်းတနေ့ကို RAM 8နာရီလောက်ဆိုရပေါ့နော်ဒီ8နာရီလောက်ဆိုရအချိန်တော့တော်တော်များရဗျဘာလို့လဲဆိုတော့ကျွန်တော်ကတနေ့မှာကျွန်တော်ဒီ24နာရီရှိရပေါ့နော်ကိုယ့်ရဲ့သုံးပုံတစ်ပုံလောက်ကကျွန်တော်ဒီ game ထဲမှာပဲကုံဆုံးနေရအဲ့တော့ဘာဖြစ်လာလဲဆိုတော့ကျွန်တော်ဒီ game ကို8နာရီလောက်ဆိုရမလို့ကိုချစ်တဲ့သူတွေကိုရဲ့မိသားစုကိုကျွန်တော်အချိန်မပေးနိုင်တော့ဘူးပေါ့နော်ကျွန်တော်စားလဲ game အိတ်လဲ game ဒီ game မှာဒီ game ဖြစ်လာတယ်အဲ့တော့ကျွန်တော် ဲ့တော့ကျွန်တော်ကိုကိုကိုပြန်ပြီးမေးချင်းငါဘာကြောင့်ဒီကင်းကိုစော့ရလဲဒီကင်းကိုစော့ရင်ငါငါ့အတွက်ဘာအကျိုးရှိလာတယ်လို့ငါတော့အသေးတန်ကြီးစော့နေရလဲပေါ့အဲ့လိုကိုကိုပြန်မေးချင်းပြန်မေးရမို့မို့ကျွန်တော်ခြာရေးပေါ့နော်ဘောပင်ဘောပင်နဲ့စာအောင်လို့ကျွန်တော်ခြာရေးဒီကင်းကိုစော့ရင်ငါဘာအကျိုးရှိတယ်မလဲပြောပြအဲ့တော့ကျွန်တော်တီးကြတဲ့အဖြစ်တူရလာတယ်ဘာအကျိုးမှမရှိဘူးမင်းမောင်မရန်ကိုတက်လောက်ဆော့မောင်မတနေုံဆော့ဆော့မင်းမောင်မဟိုင်ရန်ဘလောက်ဆော့ရောက်ရောက်အကျိုးမရှိဘူးဆိုတဲ့အဖြစ်ပဲကျွန်တော်အုံနောက်ထဲမှာရရတယ်ပေါ့နော်အဲ့တော့ အဲ့ဒါဆိုရင်အကျိုးမရှိဘဲနဲ့ငါဘာလို့ငါရဲ့ energy တွေငါရဲ့ငါရဲ့စမ်းဆောင်ရအကုန်လုံးဒီ game မှာပေးဆက်နေရတယ်ခုခုပြန်မေးကြည့်ရပေါ့နော်အဲ high rank ရောက်ချင်လို့ဘာဖြစ်လို့ပေါ့နော်ကိုက high rank ရောက်သွားပြီဆိုတော့လေ game ထဲမှာတော့ကိုကထားပါတော့အကောင်အင်ဖြစ်နေလိမ့်မယ်ပေါ့နော်ဒါပေမဲ့အပြင်လောကရောက်သွားရင်ဘာမှမဟုတ်တော့တကယ်ဘာမှမဟုတ်တော့ဘူးနော်အဲ brother ကထားပါတော့စက်ကွန်စက်ရှင်ဆိုရင်စက်ကွန်စက်ရှင်ဆိုရင် game ကိုပျော်ပျော်ကြီးတော့လို့ရတယ်ဒါပေမဲ့ brother ကအသက်25ရောက်သွားပြီဆိုရင် brother စဉ်းစားရမယ့်အချိန်ရောက်လာပြီ ငါဒီ game ကြီးပဲဆက်စော်နေဘလို့ဖြစ်မလားငါတနေ့ဟိုဒီ6နာရီ7နာရီပေါ့နော် game ကိုအလိုကြာကြီးစော်နေလို့ဖြစ်မလားဆိုကိုကိုကိုပြန်ပြီးမေးရမယ့်အချိန်ရောက်လာပြီပေါ့နော်အဲဒါပါတော့ brother ကဒီ pro player ကိုကဒီ game နဲ့ပတ်သက်ပြီးပတ်စံအများကြီးရထားရင်ရှာနိုင်တယ်ဆိုရင်ဒီ game ကို brother ကဆက်ပြီးစော်လို့ရတယ်ကိုရဲ့ career လို့အတန်မိုးဝမ်းကြောင်းတခုလို့ဆက်ပြီးစော်လို့ရတယ်အဲ့လိုမှမဟုတ်ဘူးကိုကဒီ game ကိုကြိုက်လို့စော်တယ် render ချင်လို့စော်တယ်အပြောသဘောနဲ့စော်တယ်အစော်တယ်ဆိုပေမဲ့လည်းပေါ့နော်ကိုကအသက်25ရက်ရောက်လာပြီ24 25ရက်ရောက်လာပြီဆိုရင်တော့ ဲ့လိုဆော်တာကိုကျွန်တော်ရက်လိုက်ရမှာကျွန်တော်ဘွားအတွက်ကျွန်တော်ဘွားကယ်ရီယာအတွက်ကိုကိုဘွားတစ်ဆင့်တိုးတက်ပေးတင်နိုင်တယ်ကျွန်တော်စကေးတွေကိုလေ့လာသင်ယူရမယ့်အချိန်ကိုရောက်လာရေလို့ကျွန်တော်ပြောရမှာပေါ့နော်ကျွန်တော်ဒီ game ကိုအကြိုက်ဆိုရင်ဘာတွေစိုးကျဖြစ်လဲဆိုတော့ကျွန်တော်ဆိုရင်ဘယ်ရောက်မှကျွန်တော် focus မလုံးတာဒီ game မှာဒီ game မှာကျွန်တော်စားလဲဒီ game အဲ့လိုဒီ game အဲ့လိုဖြစ်လာတော့ကျွန်တော်ကျွန်တော် အဲကျွန်တော်ဗာပြလာလဲဆိုကျွန်တော်စိတ်တူလွဲလာရဲ့အဲစိတ်တူလွဲလာရဲ့ဘောနော်ဘာမှအာရုံမဆိုင်နိုင်တော့အဲ့လိအဲ့လိုခြေကိုဖြစ်ခဲ့ဗျာဒါကြောင့်မလို့ကျွန်တော်ဒီဂိမ်းသွောဖို့ဂိမ်းသွောဖို့ကိုကျွန်တော်ရပ်တန့်ခဲ့တယ်ဘောနော်ဂိမ်းသွောဖို့ကျွန်တော်ရပ်တန့်ခဲ့အန်ဒီဘရိုမှာကျွန်တော်အဓိကပြောနေတာက brother ကိုနည်းနည်းကိုကိုဘွားဘယ်လို run တင်ရမလဲဆိုတာပြောနေတာ run တင်နေဆိုတာတခြားမဟုတ်ဘူးဗျာကိုဘွား carrier အတွက် ကိုဘွားကိုဘွားကိုကျွန်တော်ဒီ ပစံထောက်ပံ့တစ်ခုပေးနိုင်တယ်ပေါ့အရာတခုကျွန်တော်လုံလုံနိုင်ရမယ်ဥပမာအဲထားပါဘရာဒါကဒီစကီးတခုကိုတင်ယူတာအခုချိန်မှာဆိုရင်ကျွန်တော်နီးပညာရှိမယ် AI နီးပညာရှိမယ်ပေါ့နော် AI နီးပညာလေ့လာရဲ video editing တွေ content creator တွေဒါတွေလေ့လာရဲဒါမှမဟုတ်ဘရာဒါကဘာသာဘာသာတကားတခုပေါ့နော်တရုတ်တို့ဂျပန်တို့ကိုရိုင်းအဲအဲ့ဒါတွေလေ့လာရဲဆိုလဲကောင်းတာပဲဒါလည်းကိုယ့်ရဲ့ career တခု ရတယ်ပေါ့နော်အဲကိုသားတကယ်တက်မြောက်သွားတယ်ကိုသား advance level ပေါ့နော်လုံးဝ professional ရောက်သွားပြီဆိုတော့ဒါ brother အတွက်ဝင်ဝင်လမ်းကြောင်းတစ်ခုရတယ်မှာပဲဒါဒါကြောင့်မလို့ကျွန်တော်ဒီ career တွေကိုကျွန်တော် career တွေကိုရောက်ဖို့အတွက်ကိုဘွားကိုကျွန်တော် ranking ရမယ်ကျွန်တော် game ထဲမှာဆို senior ranking ရတယ်လို့ senior ranking တုံလို့ပဲဗျာ brother ဥမာ immortal ရောက်ချင်လို့ ranking တယ် glory ရောက်ချင်လို့ ranking တယ် brother အဲ့ rank ကိုရောက်သွားပြီဆို brother ပြုံးပါဗျာအာငါဒီဘက်ကိုရောက်သွားပြီငါအရန်ပြုံးပဲအဲ့လိုမျိုးပဲကျွန်တော်တို့ဒီ ိုရွေးချယ်လိုက်တဲ့ career ကိုကိုကအောင်မြင်မြင်လုပ်နိုင်တယ်ဆိုရင် brother ကပြောမှာဗျာဥပမာထားပါတော့ brother ကတရုတ်စာလေးလာထားပါတော့ brother ကတနည်းတနည်းငါတနည်း20တရုတ်စာကိုရအောင်လုပ်မယ်ငါရအောင်ပြောတဲ့အောင်လုပ်မယ်ဆိုပြီး brother အဲ့လိုစိတ်နဲ့လေးလာတယ်အဲဒါဆိုတနည်းပြည့်သွားလို့ brother ကတကယ်တက်သွားပြီဆိုရင် brother အရင်ပြောမယ်နောက်ပြီး brother ရဲ့ career အတွက်လည်းဒါအထောက်ပံ့ဖြစ်တယ်ပေါ့နော် အဲ့ကြောင့်ကျွန်တော်ပြောချင်တာကကို့ဘဝအတွက်အဲရွေးချယ်ပေးနိုင်တဲ့ career တခုကိုကျွန်တော်တို့ကို့ဘဝအတွက်တစ်ဆင့်မြင့်နေပေးနိုင်တဲ့ career တခုကိုကျွန်တော်ရွေးချယ်ရမယ် brother ကြိုက်တဲ့ skill ကိုလေ့လာနိုင်တယ်ကြိုက်တဲ့အရာတခုကိုလေ့လာနိုင်တယ်အဲ့တော့အဲ brother ကအခုချိန်ကြီး gain ဆော့နေတဲ့လူတယောက်ဆိုရင် star တော့ယူလိုက် star တော့ရဲ့ဘောပဲယူယူပြီးတော့ငါဘာကြောင့်ဒီ round ကိုဆော့နေရလဲဒီ round ဆော့ရင်တော့ ငါတော့ဘာအကျိုးရှိနေမှာလဲခုခုပြန်မေးပြန်ခုခုပြန်မေးငါဘာလို့ဂိမ်းစော်နေဒါဆို brother အဖြေတခုရသွားလိမ့်မယ်ကျွန်တော်လိုပဲအဖြေတခုရသွားလိမ့်မယ်ဒါဆို brother ကိုရှေ့ဆက်ချောင်းအောင်ပေါ့ land တခုကို brother မြင်သွားလိမ့်မယ်ပေါ့နော်မြင်သွားပြီးအဲ့အတိုင်းကျွန်တော်ဆက်လုပ်ပါမယ်ဆက်လုပ်တယ်ဆက်လုပ်နိုင်လေဆိုရင်ကျွန်တော်ဘွားရတကယ်တိုးတက်ပြောင်းလဲလာမှာပဲဗျာဒါကြောင့်မလို့ကျွန်တော်ကျွန်တော်ဒီဘူမှာအဓိက business message ကအဲမိမိရဲ့ဘွားကိုလည်းကျွန်တော် ranting ကြည့်ရအောင်ပေါ့နော်ကျွန်တော် gain နဲ့မှာပဲ ranting ranting ကနေကျွန်တော်ကိုဘွားကိုတိုးတက် ပြောင်းလဲအောင် running ကြည့်ဖို့ကျွန်တော်ပြောချင်တယ်ဗောနော်အဲဆိုတော့ ျွန်တော်လည်းဒီဂိမ်းဆိုတာတိတ်မစော့ကျွန်တော်ခုနဂိမ်းဘရီယိုလည်းကျွန်တော်တိတ်ပြီးမလုပ်ချင်တော့ဘူး။ဘာလို့လဲဆိုတော့ browser ကြည့်တဲ့အချိန်မှာဂိမ်းဘရီယိုတွေကဒီပတ်စံရတာ YouTube ကပတ်စံပေးရအရင်နေ့ထဲမှာပါတယ်ဗျာ။ဒီကျွန်တော်နီးပညာ channel တွေကပတ်စံတော်တော်များများပေးရပေါ့နော်။ဒါပေမဲ့ဒီ gaming နဲ့ပတ်သက်တာဆိုရင် Facebook လို YouTube ကတိတ်ပြီးမပေးချင်ကြတော့ပေါ့နော်။ဒါကြောင့်မလို့ကျွန်တော်လည်းကျွန်တော်ရဲ့ career ကိုပြောင်းမယ်ဆိုပြီးကျွန်တော်ဆုံးဖြတ်ထားတယ်ပေါ့နော်။ gaming နဲ့ပတ်သက်တဲ့ video တွေအဲကျွန်တော်အတက်လုတ်ဖို့ကျွန်တော်တော်တော်ခင်းရင်းသွားပြီပေါ့နော်။ကျွန်တော်လုတ်ချင်မှလည်းလုတ်တော့မယ်။လုတ်ဖြစ်ရင်တော်တော်လေးကိုနည်းသွားတယ် ကျွန်တော်တခြား career ကိုရွေးချယ်ဖို့ဆုံးဖြတ်ထားတယ်။ဒါကြောင့်မို့ဒီနေ့ကျွန်တော်အကြံရလာတာက brother ကိုလည်းကျွန်တော်လိုဖြစ်စေချင်တယ်။ဘာလို့ကျွန်တော်လိုပဲတခြားဒီ game ကိုကိုယ်တော်အကျိုးမရှိစေရလို့မြင်သေးပြီးတော့ကိုယ့်ဘဝ career တစ်ခုကိုရွေးချယ်နိုင်ပြီးအဲ့ career အတိုင်းဆက်လုပ်စေချင်တယ်ဗျာ။ဒါကကျွန်တော်ဒီနေ့ပေးချင်တဲ့ message ပေါ့နော်။ကျွန်တော်ကဆရာကြီးလည်းလောက်တာလည်းမဟုတ်ဘူးနော်။ brother ကိုဘဝ brother ကို career တစ်ခုကို မြင်အောင်လို့ကျွန်တော်ကဒီဗီဒီယိုတခုလုပ်လိုက်ခြင်းဖြစ်တယ်ပေါ့နော်အဲဒီဗီဒီယိုက brother တို့အတွက်အကျိုးရှိစေရဲဆိုရင်တော့ကျွန်တော် subscribe လေးလုပ်ခဲ့ဖို့ subscribe နဲ့ follow လေးလုပ်ခဲ့ဖို့ကျွန်တော်တောင်းဆိုချင်ပါတယ်အဲနောက်ခါကျရင် brother တို့လည်းဒီလိုအကျိုးရှိစေမယ့်ဗီဒီယိုကိုကျွန်တော်ဖန်တီးပေးသွားမှာဖြစ်ပါတယ်အားလုံးပဲ拜拜。Bye,